ကိုကစိုင်သေးလေးဖြစ်နေတယ်စိုင်ကြီးနဲ့ရှင်တဲ့ခါမှာရောင်းအောင်ကောင်းအောင်လို့ဘယ်လိုလုပ်ရမလဲဒါကတော့ဒါမေးဖို့မေးရတာစီဆိုင်ပေါ့နော်စီဆိုင်သေးလေးဖွင့်ထားတယ်စီဆိုင်အကြီးလာဖွင့်တဲ့ခါမှာရောင်းအားကျပါတယ်ဆိုတော့စိုင်သေးလေးကရောင်းအောင်ကောင်းအောင်လို့ဘယ်လိုလုပ်ရမလဲโอเคဟုတ်ပြီဒီမေးခွန်းလေးကိုကျွန်တော်မေးကြတဲ့သူတွေများတဲ့အတွက်ကျွန်တော်ဒီအရာလေးကိုဖြေပြရမယ်စိုင်ကြီးနဲ့ရှင်တဲ့ခါမှာစိုင်သေးရောင်းအားကောင်းအောင်ဘာလုပ်ရမလဲအရင်ဆုံးကျွန်တော်တို့သိထားမယ်စကားလုံးတစ်လုံးရှိတယ်အဲ့ဒါပါလဲဆိုတော့ if you don't have competitive advantage don't compete အဲ့မြန်မာလိုပြန်မယ်ဆိုလို့ရှိရင် မင်းစီမှာပြိုင်လို့နိုင်စရာအကြောင်းမရှိရင်မပြိုင်နဲ့ပြိုင်လို့နိုင်စရာအကြောင်းမရှိရင်မပြိုင်နဲ့ပြောချင်တာကပြိုင်လို့နိုင်စရာအကြောင်းရှိလို့မပြိုင်နဲ့စိုင်းတက်ပြီးတော့တခြားနေရာလစ်တော်သွားလို့ပြောတာမဟုတ်ဘူးပြိုင်လို့နိုင်စရာအကြောင်းမရှိရင်လို့ပြောတာနိုင်စရာအကြောင်းကိုဥမာထားပါတော့ကျွန်တော်စိုင်ကြီးဝင်လာတယ်စိုင်ကြီးကဘယ်နေရာတွေမှာသူကအားသာတယ်သူကအားသာတယ်လို့ရှိမှာပဲအားသာချက်နဲ့သူကဝင်လာတာအဲ့တော့ဈေးတက်တာလေလားဒါမှမဟုတ်အကျွေးပေးနိုင်တာလားစိုင်ကြီးကဘာလို့လို့ရှိရင် तू ကခောက်ပြန်ကြီးနဲ့ပေးနိုင်တာလားပစ္စည်းစုံတာလား quality ပို့ပြီးတော့ကောင်းတာလား အခုခုတော့သူ့မှာအားသာချက်ပါလိမ့်မယ်အဲ့ဒီအားသာချက်ကိုကိုကသွားပြီးတော့မရှင်နဲ့ तू ကဈေးတက်တာလေကိုကလိုက်ပြီးတော့ तू နဲ့ပျှော့ဖို့မစင်တာလေအာ तू က100ချော့တယ်ငါ200ချော့မယ်ကိုက200ချော့အဲ့ကော300ချော့လိမ့်မယ်အဲ့ तू က300ချော့ကို400ချော့ဒီကော900ချော့လိမ့်မယ်ဘာအတိုင်းလဲဒီလုံးတိုင်ပတ်သွားလိမ့်မယ်စိုင်းကြီးပြည့်တဲ့အတွက်ဒီကောငါငွေချင်းရအများကြီးပဲတာတယ်အဲ့လိုသွားပြီးတိုင်လို့မရဘူးအဲ့လိုပဲနောက်တစ်ခုအကျွေးပေးတယ် okay စိုင်းကြီးကအကျွေးပေးတယ်ငါလည်းအကျွေးပေးတယ်ကောတပီးစိုင်းကြီးကအယောက်တရာအကျွေးပေးတဲ့အချိန်မှာမိတ်ဆွေက100ယောက်အကျွေးပေးတဲ့အချိန်မှာကိုငွေဝိုင်းပြီးမှမဆက်ရှိတော့အဲ့လိုဖြစ်သွားလိမ့်မယ်အဲ့လိုလည်းပြိုင်လို့မရဘူး ကျွန်တော်တို့ကပြိုင်လို့နိုင်နိုင်ကြီးမရှိရနေရဘူးသွားပြီးမပြိုင်ဘူးပြိုင်လို့နိုင်နိုင်ကြီးရှိရနေရဘယ်နေရာရှိလဲဆိုတော့ရှာကျွန်တော်တို့နိုင်နိုင်ကြီးရှိရနေရရှိတယ်လွတ်နေလိမ့်မယ်အများတဲ့လုပ်ငန်းတစ်ခုမှာ down sync နေရတော့မရှိတော့ဘူးကျွန်တော်တို့ရှာလို့ဖွေလို့ရတဲ့အကွက်လေးတွေရှိတယ်ဘယ်နေရာတွေမှာလွတ်နေလဲဥပမာနမူနာကျွန်တော်ပြောပြမယ်စိုင်ကြီးမှာလွတ်နေတဲ့အပိုင်းတွေကဘယ်နေရာတွေဖြစ်တယ်လဲဆိုလို့ရှိရင်အများအပြားဝင်ဆောင်မှုအပိုင်းဖြစ်တယ်ဥပမာစိုင်ကြီးဖြစ်တဲ့အတွက်ဝန်ထမ်းတွေနဲ့သူကတွဲထားတာများတယ်ပိုင်ရှင်ကိုယ်တိုင်မရှိတာများတယ်ဝန်ထမ်းတွေနဲ့ထားတာအဲ့တော့ဝန်ထမ်းဖြစ်တဲ့အတွက်ဝန်ထမ်းတွေပိုင်ရှင်တော့ အလုပ်ကို PPCC မလုပ်တတ်ကြတာများတယ်မလုပ်ကြတာများတယ်အဲ့ဒီခါကျတော့ဒီနေရာမှာ customer caring ဆိုရယ် customer ကို view site ပုံတွေ customer နဲ့နီးကပ်မှုတွေမှာနည်းနည်းလေးပေါ့လျော်တာမျိုးတွေရှိတတ်တယ်လွတ်လပ်တာမျိုးတွေရှိတတ်တယ်ဒီနေရာမှာကိုကပို့ပြီးတော့ customer caring customer ပို့ပြီးတော့ view site နဲ့ customer နဲ့ပတ်သက်ရှင်းနေအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝင်လို့ရတယ်ဒီနေရာမှာကျွန်တော်တို့ကနိုင်နိုင်ချင်းရှိတယ်နိုင်နိုင်ချင်းရှိတဲ့နေရာကိုပြန်ရမယ်အဲ့နေရာကိုပြန်ပြီးတော့မှယူရမယ်ဒါကစိုင်ကြီးတွေနဲ့ပြန်မယ်ဆိုလို့ရှိရင်မဖြစ်မနေလောက်ရမယ်အပိုင်းပြန်လို့မနိုင်ရင်မပြိုင်နဲ့ပြိုင်လို့နိုင်မဲ့အပိုင်းရောပဲပြိုင် အဲ့ဒါကလုပ်ငန်းတွေအမျိုးအစားတွေအများကြီးကွဲပြားတဲ့အတွက်ဒီလိုမျိုးကျွန်တော်က theory ဝေပြပြပြလို့ရတယ်ဒီ theory ရှိတယ်အဲ့ theory တိုင်းအသုံးချဥပမာနမူနာလေးနဲ့ကျွန်တော်စီစဉ်ပြပြမယ်ဒီမှာစီစဉ်ရစီစဉ်အသေးလေးရှိတယ်စီစဉ်အကြီးနဲ့ကျွန်တော်ပြရမယ်ဒီလိုအခြေအနေမှာကျွန်တော်တို့ကစီစဉ်အကြီးရဲ့အားနည်းချက်တွေကျွန်တော်ရှာဖို့လုပ်တယ် customer တွေတူးချင်းသူ view မဆိုင်နိုင်ဘူးကျွန်တော်တို့ကတူးချင်း view ဆိုင်တယ်ကို customer တယောက်ချင်း view ဆိုင်မယ်တယောက်ချင်းကိုကျွန်တော်တို့လက်ဆောင်ပေးမယ် customer တွေရဲ့ record ကိုမှတ်ထားမယ်သူတို့ရဲ့မှတ်တမ်းနာမည်အစကျွန်တော်တို့မှတ်ထားမယ်မှတ်ထားပြီးလို့ရှိရင်သူတို့ကိုကျွန်တော်လက်ဆောင်ပေးပေးမယ် မနမူနာလေးနဲ့ကျွန်တော် key chain လက်ဆောင်ပေးမယ်။စိုင်းကယ်လေးစီလာဖြစ်မယ်။ကားလေးစီလာဖြစ်မယ်။ကျွန်တော် key chain လေးပေးလို့ရတယ်လက်ဆောင်။ key chain ပေးတဲ့အခါကျတော့ဒီတော့ chain လေးတွေပဲအဲ့ဒီမှာဒီ customize နာမည်ကိုတည်တဲ့အတွက်တို့နာမည်ရဲ့အစစလုံးလေးတွေကိုကျွန်တော် key chain အဖြစ်လုပ်ပြီးတော့မှလက်ဆောင်ပေးလို့ရတယ်။အရင်အမှတ်တရဖြစ်တယ်။ဒါမျိုးလုပ်လို့ရတယ်။ပြီးရင်စိုင်းကြီးရရှိတယ်။စိုင်းကြီးဖြစ်တဲ့တော့စိုင်းကြီးဒီ24နာရီဖွင့်ရင်မှဖွင့်လိမ့်မယ်။ဖွင့်လာလည်းဖြစ်ရင်ဖြစ်လိမ့်မယ်။ဒါတော့ဒီမှာဒီကိုကမရေးထားတော့ကျွန်တော်တရားပြောလို့မရဘူး။တကယ်လို့စိုင်ကြီးက24နာရီကဖွင့်တဲ့စိုင်မျိုးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့နေရာမှာသူ့ရဲ့အားနည်းချက်ကိုကျွန်တော်မြင်လာဖြစ်တော့ကိုကဝင်လာရမယ်စိုင်ကြီးမဖွင့်ရင်ကိုကကြိုးဖွင့်လာမျိုး ဆိုင်ကြီးပိတ်ပြီးတဲ့အပြင်မှာကိုကထပ်ပြီးရဖွင့်ပေးထားတာမျိုး customer လိုရတဲ့ခါကျတော့ရှင်ဆိုင်ကြီးကိုတွားကြရင်ပဲဆိုင်ကြီးကပိတ်နေတော့ကိုယ်ဆိုင်မှာလာပြီးအပိတ်လို့ရတယ်ဒါမျိုးပေါ့နော်အပြင်နောက်တစ်ခုကကြတော့အိမ်ရောက်ဝယ်ဆောင်မှုတွေထည့်ပေးတာမျိုးစီလိုချင်တယ်ဖုန်းဆက်လိုက်အိမ်လာဖို့ပဲဒါမျိုးလုပ်ပေးတာမျိုးတွေလည်းကိုကထည့်လို့ရတယ်ဆိုင်ကြီးကြီးအဓိကမလုပ်ပေးနိုင်ဘဲ customer နဲ့ရင်းနှီးမှုကိုကိုကတိစောက်လို့ရတယ်ဥပမာ customer နာမည်အစကိုကမှတ်မိနေတာမျိုးနာမည်နဲ့လူနဲ့တွဲပြီးမှတ်မိနေတာမျိုးသူရဲ့ကားရဲ့လိုအပ်ချက်တွေကိုကထောက်ပြနေတာမျိုးအကိုကားကတော့ကာယာလေးပါနေပြီတော့စသဖြင့်ပေါ့နမူနာပေါ့ဗျာဆိုင်ကယ်ဆိုလို့ရှိရင်လည်းအလိုပဲအကိုဆိုင်ကယ်လေးကတော့ဘယ်နေရာလေးမှာတော့ ပို့ပစ္စည်းထည့်လိုက်ဘာမှအခုဆိုင်ကြီးလမ်းအောင်ငါဖြစ်နေတာဖြစ်နေတာငါမူလေးကိုကပြောပြီးတော့မှရင်းနှီးမှုရအောင်ယူတတ်ဖို့လိုတယ်ပြီးရင်နောက်တစ်ခုကကြာကိုယ့်ရဲ့ data gun တွေနဲ့ရင်းနှီးအောင်လုပ်ဖို့လိုတယ်ကိုယ့်ရဲ့ data gun တွေနဲ့ရင်းနှီးအောင်လုပ်ပါ data gun တွေရဲ့ sign တွေလုပ်ငန်းလေးတွေရှိနေတယ်အဲ့ sign တွေကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့စီဆိုင်မှာလာဖြည့်ဖို့အတွက် discount ကတ်နဲ့လက်ဆောင်ပေးရမယ်လို့လို့ရတယ်နော် discount ကတ်ပေးလို့ရတယ်စက်ချင်းတစ်ချိန်ကတ်100ကောက်ဖြည့်လို့ရှိရင်1လီတာလက်ဆောင်ပေးမယ်နမူနာပြပြလာနော်ကိုယ်ပေးနိုင်တဲ့လောက်ပေးလို့ရတယ်ဘယ်လောက်ဘယ်လောက်ပေးမလဲကိုယ့်ဘက်ကို1လီတာပေးမလား2လီတာပေးမလားပြင်ရတော့ပေးကိုယ့်ဘက်က amount ကိုတတ်မှတ်ဘယ်လောက်ပြည့်လို့ရှိရင်ဘယ်လောက်လက်ဆောင်ပေးမယ်ဆိုတာမျိုး သူ့ကသူအဓိကကတော့ဇတိုက်အပိအောင်လို့တစ်ချိန်နဲ့နဲ့မဟုတ်ခွင့်နဲ့ဆယ်ချိန်တစ်ချိန်ဆယ်ခေါင်းပြလို့ရှိရင်တစ်ခေါင်းလောက်ဆောင်ပြမယ်ဒါလိုနမူနာအနေနဲ့ကျွန်တော်လုပ်ရရတယ်နော်လုပ်လို့ရတယ်နောက်တစ်ခုကကြောင့်ကိုယ့်ရဲ့ရက်ွက်ထဲမှာကိုယ့်ရဲ့ data gain တွေနဲ့ပေါင်းပြီးကြောင်းမှာကိုက sponsor လုပ်ပေးတာမျိုးလေးတွေတချို့ပွဲတွေကို sponsor လုပ်ပေးမယ်တချို့အလှူတွေကိုက sponsor လုပ်ပေးမယ်ဒါမျိုးလေးလည်းကိုကသူတို့နဲ့ရင်းနှီးအောင်ရင်းနှီးဖို့အတွက်ကိုလုပ်လို့ရတယ်ကဲအဓိကကတော့ဒါကျွန်တော်ပြောခဲ့တာကစိုင်ကြီးတွေမပေးနိုင်တဲ့ရင်းနှီးမှုကိုကိုကပေးပြီးတော့မှကိုယ့်ရဲ့ဖောက်တယ်ကိုတိစားဖို့အတွက်ကျွန်တော်ပြောပြပေးတာပါနော်အဲ့တော့မိတ်ဆွေကရော ဘယ်နေရာမှာကိုကပြိုင်လို့ရှိရင်နိုင်နိုင်ရရှိလဲဆိုတာကြည့်ဖို့လိုပါတယ်ဒါကတော့ကိုယ့်ရဲ့လုပ်ငန်းပုံမူတည်ပြီးတော့လုပ်ငန်းအခြေအနေပုံမူတည်ပြီးတော့မှာပြန်ပြီးတော့သုံးသပ်မှဖြစ်ပါတယ်ကျွန်တော်အပေါ်ရန်ကြောမြင်လာဆိုတော့ပြောပြပေးပါမယ်အဲ့တော့ပြန်ပြီးတော့လုပ်ပါအခုဒါလာမေးတဲ့အကူလည်းအများကြီးပဲအဆင်ပြေပါပြီဒီလိုပဲဆိုင်ကြီးတွေပြိုင်တာကိုခံနေရတဲ့ဆိုင်ကြီးတွေအနိုင်ကျင့်တာကိုခံနေရကျွန်တော်မိတ်ဆွေတွေရှိရသလိုရှင်လေကျွန်တော်ပြောတဲ့အတိုင်းပဲနိုင်မယ်ထင်တဲ့နေရာကနေပြီးတော့တွားပြီးတော့ပြိုင်ပါနိုင်မယ်မထင်တဲ့နေရာမှာတွားပြီးတော့မပြိုင်ပါနဲ့เนาะ if you don't have competitive advantage don't compete မနိုင်ဘူးလို့ထင်ရင် မပြိုင်နဲ့အစိုးရတရားငါးပါးမှောက်သွားလိမ့်မယ်နော်โอเคအဲ့တော့အားလုံးပဲအစီအမေကြပါစေကျွန်တော်ဟန်ကြီးပါနောက်ပြန်မှာကြိုးပြန်တွေ့ကြမယ်